ဒီနေ့ပြီးပြီးတော့ပညာဝုဒ္ဓိတုဒီတရားတော်တို့ဒီနာကြရအောင်နော်ဧကုတ္တသုဒ္ဓကန္တိပမပညာဝုဒ္ဓိတုဆိုတာရှိတယ်အဲ့မှာမြတ်စွာဘုရားလည်းဟောထားလဲဆိုစတ္တရောမေဘိက္ခုဝေဓမ္မာပညာဝုဒ္ဓိယသံဝတ္တံတိကတိမေစတ္တရောတပ္ပုရိတတံတိတော တတမတဝနဂျောနိတောမလေကနံအကာရောဓမ္မဓမ္မနုဓမ္မပฏิပတ္တိဣမေခောဘိက္ခုယသတ္တရောဓမ္မပညာဝတ္တိယတောတန္တိပฏิလဆုဣဗေဘာရောရလည်းဆိုင်ခြေသားတို့ခြေတီးတို့တဲ့ဒီတရားလေးပါးကဒီတရားလေးပါးကပညာတူဝါရဖြစ်တယ်အဲ့ဒီလေးပါးပဲတရားလေးပါးလည်းဆိုတပတ္တိတပုရိသံတေဝော ပညာရှိတော်ကောင်းပေါင်းသိဆက်ဆံမည်။နမတေတတမတဝနံသူတော်ကောင်းတွေထာတရားစကားဒီနာထောင်းမည်။စာပေတွေလေးလံဖတ်ရှုမည်။နောက်နံပါတ်3ယောနိတော်မရတိကာအလုံးသွင်းပန်ကံအတင်းတင်းလုံးသိမည်နှလုံးသိပန်ကံမည်။နန္ဒဝလီဓမ္မလူဓမ္မပฏิပတ္တိလောကုတ္တရာတရား အယောတဲ့အချက်မြတ်ကိုချက်ဒီလေးပါလောကုတ္တရာတရားဆိုလောကုတ္တရာတရားပြောပါရှင်ဣမာယဓမ္မတုဓမ္မပฏิပတ္တိယံဗုဒ္ဓံပုစီမိဣမာယဓမ္မတုဓမ္မပฏิပတ္တိယံဓမ္မံပုစီမိဣမာယဓမ္မတုဓမ္မပฏิပတ္တိယံသံဃံပုစီမိဆိုပြီးတော့တို့တွေတရားထိုင်ပြီးဒီလိုပူဇော်ကြတယ် လောကုတ္တရာတရားလောကုတ္တရာတရား၉ပါးတရားပြောခြင်းဆိုလောကုတ္တရာတရား၉ပါးဆိုတာဗာလဲဆိုင်မလေးပါးရင်ဖူလေးပါးရင်နိဗ္ဗာန်ဒါလောကုတ္တရာတရား၉ပါးလို့ဆိုစနော်မလေးပါးဖူလေးပါးနိဗ္ဗာန်လျော်တဲ့အခြင်းဆိုမဂ္ဂင်၈ပါးအခြင်းတရားတမတေတိတမတေကပါပညာမဂ္ဂင်၃ပါးတမတေတမတေကပါတမဝါစာတမကမ္မန္တတမ စီပါသီလမကင်သုံးပါတမဝါယမတမတတိတမသမารီတမိုင်းမကင်သုံးပါအဲ့ဒီမကင်၈ပါးရင်တတိပဋ္ဌာန်တရားဝိပဿနာတရားဒါပညာကြီးပွားကြလောကီပညာလောကုတ္တရာပညာမပညာပူပညာတာရီကြည်ပွားခြင်းတုတ္တချံချမ်းသာခြင်းတရားဖြစ်တယ်ဒီကဆို ကျေးဇူးတော်ရှင်ဘာကျုဆရာတော်ဘုရားကြီးမိန့်ထားတာရှိတယ်ပုံမှန်လေးသာလုပ်သွားတယ်ပညာဆိုတာလောကီပညာပဲဖြစ်ဖြစ်လောကုတ္တရာပညာပဲဖြစ်ဖြစ်တမထပညာဝိဝတ္တနပညာမပညာဘုပညာပဲဖြစ်ဖြစ်ဒူးနဲ့ဒူးမဒူးဘူးတဲ့တချို့ကြတော့တရားနာရင်လည်းတရားတွေ့ရနိုင်တဲ့ပုဂ္ဂိုလ်တွေရှိတယ်ဘုရားလက်ထက်ကဆိုလို့ရှိရင်တရားနာရင်လည်းဒေသနာဝန်သားတွေကိုသောတပတ္တိဖလား ဒီတရားနာပြီးတော့အများကြီးဘုရားဆောင်ကောင်းသူတို့ဒီသောတပတိပန္နသောတပတိပုဂ္ဂိုလ်ဘာမှုနိုင်တဲ့ရောက်ကုန်ရေးဆုံးဖြစ်လို့ဆိုဆို။ဘုရားရှင်မိတဲ့တရားလေးတခါရနာပြီးတော့သောတပတိတော်တယ်။ဆိုကြပါစို့ပိဇဝဂေငါဟုတ္တမပါတဲ့ကောဋ္ဌညာဝပ္ပပတိယမဟာနံအတ္တစီ။ရှင်အတ္တစီရဲ့ရေတမဟိတုပ္ပဝါအကျိုးမှန်သမျှအကြောင်းရှိလို့ဖြစ်တာ။ အကြောင်းရှိရင်အကျိုးရှိတယ်ဒီတရားလေးတူတူလေးရတားလေးနာလိုက်ပြီးတော့ရှင်သာရိပုတ္တရာလောင်းလျာဖြစ်တယ်ရှင်သာရိပုတ္တရာလောင်းလျာဖြစ်တဲ့သူကဒီခါလေးသောတာပန်တည်တာတချို့ဟာတရားနိုင်တဲ့တရားလူတရားနဲ့ရနာတယ်ချက်သောတာပန်ချက်သောကရကချက်အနာကချက်ရနာအဲ့လိုပဲရှင်သာရိပုတ္တရာလောင်းလျာပြန်ဟောတဲ့တရားကိုနာပြီးတော့ရှင်မောကလလောင်းလျာသောတာပန်တည်စသည်စသည်ပုတ္တရာ တချို့ကြတော့စာပြင်အစစ်စစ်တင်ယူပြီးတော့နောက်ပိုင်းမှာတရားထူးရတဲ့ပုံစံလေးရှိတယ်အစစ်အစစ်တစစ်တစစ်စစ်တဲ့ဟာတချို့ကြတော့နေတမောနှစ်ပေါင်းများစွာကျင့်ပြီးမှအတိညာရင့်လာတဲ့ပုံစံမျိုးလေးရှိတယ်နှစ်ပေါင်းများစွာလာပေါင်းများစွာဒီပေါင်းများစွာလာပေါင်းများစွာနှစ်ပေါင်းများစွာကျင့်တယ်မှအတိညာရင့်လာတဲ့ပုံစံလေးရှိတယ်တောင်းတဲ့တောင်းတူတူ ဲ့တော့တူတာမတူတာဒါတဲ့ကိုလို့အပံအလုပ်ကူတာကိုလုံးနေဘူးလားတူတယ်တဲ့ကိုသွားမဲ့လမ်းကြောင်းကိုကိုသွားမှကိုရောက်ရတယ်မသွားဘဲနေရင်တော့မရောက်ဘူးတဲ့ခြေလမ်းတရားလမ်းမဲ့နေရာရောက်ဖို့ဆိုကြပါစို့ခြေလမ်းတရားလမ်းမဲ့ခြေလမ်းတရားလမ်းရမဲ့နေရာကိုရောက်ဖို့အတွက်တလန်းဒီတလန်းဟန်းတလန်းညတလန်းညတလန်းညသွားမယ်ဆိုရင် ဆိုကြပါစို့နံပါတ်1ခြေတလန်းလန်းပြီးပြီဆိုရင်ခြေလန်းတရားတော့သူ99လမ်းပဲကျန်တော့တယ်တလန်းမှမလန်းသေးတဲ့ပုဂ္ဂိုလ်ကတော့အလန်းတရားပြန်ကျန်တယ်ဒါကြောင့်ပုံမှန်လေးအလုံးလုံးနေဖို့အရေးကြီးတယ်လို့ဒီလိုဆိုရှာတာမရတာရတာတူတောင်လုံးဝကုတောင်လုံးနဲ့တောင်ကိုခွဲဝေပြီးတော့ရလူတဲ့စိတ်တွေမြဲကန်ပြီးတော့ပြင်းထန်နေလို့လည်းမရဘူးသူအချိန်တိုင်းရတာပါ ဆိုတော့မရရရကျင့်သာကျင့်ဆိုတဲ့သဘောပဲနော်မရရရကျင့်သာကျင့်ခြင်းနဲ့ရင်သွားလိုက်ငကြသားရောငကြသားမာဇဂဝန်တခုရှိတယ်နိုင်ဘောင်းတသောအလုံးလုံးရင်တဲ့အောင်မြင်တယ်လို့ဒီလိုသတ်မှတ်တယ်ဒုတိယကနိုင်ဘောင်းတသောအလုံးလုံးတဲ့ဆိုရင်အောင်မြင်တယ်လို့ဒီလိုသတ်မှတ်တယ်နော်ဆိုကြပါစို့သူစရာလေးတွေပဋ္ဌာန်းရွတ်တယ်ပြေးရွတ်တယ်ဓမ္မစကြာမှာသမယတော့ရွတ်တယ် နိုင်ပေါင်းတစ်ကောင်းပြင်ရုပ်ပြီးပြီလားမရောအသိတော်ဘောင်းပြင်းသေးဘူးတတ်မှတ်လို့ရတယ်နော်တရားထိုင်တယ်တရားထိုင်တဲ့အချိန်ကနိုင်ပေါင်းတစ်ကောင်းပြင်းပြီလားပြင်းပြီဆိုရင်အောင်မြင်တယ်လို့တတ်မှတ်လို့ရတယ်တချို့ကလေးတွေအဲ့လိုပဲနိုင်ပေါင်းတစ်ကောင်းပြင်းအောင်ဆိုတနည်းမှာသူကအလုံးမလုံးတဲ့အချိန်ပဲရှိအောင်အလုံးလုံးတဲ့အချိန်ရှိအောင်လို့တတ်တတ်ကိုအလုံးလုံးတယ်လုံးချင်လို့အလုံးကိုလုံးတယ် ဒီအလုတ်ကရလာမှာဝင်ငွေတွေဘလို့ရကြလို့အဆက်အသွယ်တွေဘလို့ရကြလို့ဘလို့အရာတွေဘလို့ရကြလို့ဆိုတဲ့စိတ်တည်းသူတို့ရဲ့စိတ်။နိုင်ပေါင်းတောင်ပြည့်ခြင်းလို့အလုတ်တွေလုပ်တာ။ပြည့်သွားရင်လုလို့အောင်မြင်ပြီပဲ။ပြဿနာဆိုတာလုလို့ရပြီပဲ။အောင်မြင်မှုလုလို့ရပြီပဲ။ကိုယ်ရုံးမတရားနေပါလေ။နိုင်ပေါင်းတောင်ပြည့်ပြီလားလို့လိုက်ကြည့်။ တရားအုပ် YouTube မှာပုတ်တထောင်ကျော်လောက်တည်းရှိပြီချင်းတထောင်မပြည့်သေးဒါအောင်မြင်လို့ပြောလို့မရဘူးနော်တရားဟောတဲ့ရှုတော့နိုင်ဘုံတထောင်ပြည့်အောင်မြင်တယ်လို့သတ်မှတ်တယ်တရားထိုင်နေရှုတော့နိုင်ဘုံတထောင်ပြည့်အောင်ကိုထိုင်ကြည့်တယ်ဆိုရင်တော်တော်အစစ်တစ်ခုတော့ level တစ်ခုတော့ရောက်ပါရောပြီးပြီးရွတ်တယ်ပဋ္ဌာန်းရွတ်တယ်ဓမ္မစကြာရွတ်တယ်ကိုယုံကြည်ရင်ပြရပါဘော လိုရွတ်တဲ့ဖတ်တဲ့သူကလည်းနိုင်မောတသောပြည့်အောင်ရုပ်ဖြစ်ပြီးဆိုရင် level တခုတော့တကြပေါ်ရောက်ရောက်အလုံးလုံးတဲ့အခါမှာလည်းငါနိုင်မောတသောပြည့်အောင်လုံးလုံးပြီးပြီလားမလို့တဲ့လားမလို့ရသည်ဟုဆိုရင်ကြိုးစားကြည့်လုံးပြီးပြီဆိုရင်လည်းတကြပေါ်ရောက်ရောက်လောကီကိစ္စပဲဖြစ်ဖြစ်လောကီကြည်ဝဲတူတဲချမ်းသာရေးပဲဖြစ်ဖြစ်လောကရဏကြည်ဝဲတူတဲအောင်မြင်ရေးပဲဖြစ်ဖြစ် မြင့်ဆုံးဘက်နဲ့ဖြစ်တဲ့တရားဒုတိယမြေရောင်းဖိဆံပဲဖြစ်ဖြစ်မြင့်ရည်ကျင့်မှကျင့်ကျင့်ရလို့လို့ရင့်ပါတယ်နော်ဒါကြောင့်ဘာကျေဆရာတို့ဆရာကြီးကမိနေဆရာတို့ရဲ့တရားတွေမှာဥစ္စာလို့နားလည်ရတယ်ပညာဆိုတာလေတူးနဲ့တူးမတူးဘူးတချို့ကြတော့တရားနာရတဲ့တရားဒုတိယမြေရောင်းနိုင်တဲ့ပုဂ္ဂိုလ်ရှိတယ်တချို့ကြတော့စာဝေအစစ်စစ်နေယူပြီးတော့နောက်ပိုင်းမှာတရားထွက်ရတဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်တဲ့ အရှင်ကျတော့လက်ကောင်းများစွာချင့်ပြီးမှဒီညာရဲ့လာတဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်တဲ့တောင်းတဲ့တောင်းတော့တူနိုင်ဘူးလို့ဆရာတို့ရည်တည်လို့မင်းအဲ့တော့တူတာမတူတာဓာတ်နဲ့ကုလုံးမှန်အလုပ်ကိုကိုလုံးနေဖို့သာလူတွေရည်တယ်ကုသွားမဲ့လမ်းကိုကုသွားမှကိုရောက်ရင်မသွားဘဲနေတော့မရောက်ဘဲနေမှာပေါ့တဲ့ခြေလန်းတရားနှမ်းမဲ့တရားရောက်ဖို့ခြေတလန်းစားစမ်းပြီးပြီဆိုရင်ကုသကုလည်းမကျန်တော့တလန်းမှမလန်းတယ်လို့ဆိုရင်တော့ ရှင်းလင်းတရားကိုကျင့်နေတာပေါ့နော်။နိုင်ဘောတသောပြည့်အောင်လို့တကယ်ကြိုးစားကြည့်တော့တကယ်နိုင်ဘောတသောပြည့်အောင်လို့လို့ရင်အောင်မြင်တယ်လို့ဒီလိုဆိုတယ်။နိုင်ဘောတသောပြည့်အောင်လို့လို့ပြည့်အောင်မြင်တယ်လို့ဒီလိုဆိုတယ်နော်။လောကီကိစ္စဖြစ်ဖြစ်လောကုတ္တရာကိစ္စဖြစ်ဖြစ်ပြည်ပဋ္ဌာန်းရတာပဲဖြစ်ဖြစ်တရားထိုင်တာပဲဖြစ်ဖြစ်ဆရာလုံကနေလောက်တာပဲဖြစ်ဖြစ်နိုင်ဘောတသောပြည့်အောင်မြင်တယ်ဆိုကြပါစို့သူပန်းတဲ့တခုကိုချင်းလန်းတရားလမ်းပဲဆိုကြပါစို့တလမ်းမှမလမ်းဘူးဆိုရင်တော့ စနေစမ်းမိုင်းတောင်းကြီးဗရမချင်းလန်စာချင်းလန်တရားကြီးနဲ့ဗရမချင်းလန်စာကိုတလန်းလန်းပြီးပြီဆိုရင်ကိုယ်ဆက်ကိုယ်လန်းမကြမ်းတော့ဆယ်လန်းလန်းပြီးပြီဆိုရင်ချင်းလန်းပေါ့90ပဲကြမ်းတယ်နော်အဲဒါကြောင့်ပုံမှန်လေးအလုံးလုံးတွေကိုရည်ကြည့်တယ်တဲ့ရတာအတူတောင်းလို့အမှအတူတောင်းပဲတောင်းကိုခွဲဝေပြီးတော့ရလို့စိတ်တွေနင်းကန်ပြတ်တဲ့နေတော့လည်းမဖြစ်ဘူးတဲ့ချိန်တိုင်းတော့ရတော့မှာ ါကြောင့်ပုံမှန်လေးသာလုပ်သွားတိုးတော်ကောင်းနေတရားထိုင်တာလေးပုံမှန်လေးသာလုပ်သွားနော်ဒါအိလူကျင်တဲ့စိတ်နဲ့လူကျင်တဲ့အရင်လူကျင်လောဘဖြစ်သွားတယ်နော်ဒါကြောင့်ဘောဗုဒ္ဓမြတ်ဆိုလိုခြင်းညာမရှာနဲ့ရှာရင်ကြားတယ်အမျောနဲ့မျောရင်ချောတယ်မတွင်းနဲ့တွင်းဝေးတခါတခါလူကျင်နေမြင်ရတယ်ဖြစ်တယ်တရားထိုင်တဲ့အာယုန်နဲ့တပိတ်တွေပေါ်လာရှိတယ်နော်အလင်းရောင်တွေမြင်ပဲ ဩဘာသောပိတိပတ္တိသတိဖြင့်အဲ့ဒါတခါတခါကျတော့အဲ့ဒါလေးတို့ထိုင်နေရမယ်စိတ်နဲ့တော်တော်ဓမ္မရမဏပိတိတွေဖြစ်နောက်တစ်ချိန်တိုင်းတော့အဲ့ဒါလိုချင်လို့ဆိုထပ်လဲလို့ကိုမရလူချင်းတဲ့စိတ်ကဖြစ်သွားတာပုံမှန်လေးသာတို့ကတော်တော်လို့သူရသွားတယ်နော်ပုံမှန်လေးသာလို့ပညာဝတိတို့မှာတော့မြတ်စွာဘုရားရှင်ကတော့မြတ်ကြီးရခြေသာတို့ခြေတပီတို့တဲ့သတ္တရောမိဘိက္ခဝေဓမ္မာပညာဝုဒ္ဓိယံအောင်တံတိ ပညာတဝါကြောင့်တရားလေးပါရှိတယ်တဲ့။လောကီပညာ၊လောကုတ္တရပညာ၊သမထပညာ၊ဝိဝတ္တရပညာ၊ဘေပညာ၊ဘုပညာ။ကတမေဇ္ဇတာအဲ့ဒီပညာတဝါကြောင့်တရားလေးပါပါလဲဆိုရင်တပ်ပုရိတာတန်တီဝောပညာရှိတော်ကောင်းပေါင်းသင်းဆက်ဆံမိဝေစီကံ။တပိဒီဝသမာတိတ္တတပိကုပိတ္တတန်ထောတတ္တတမပညာယပယောဟောတိနမ္ပါပိယ။သရောကောင်းတဲ့ပုံညာသရောကောင်းကြီးရဲ့ တို့ကောင်းနဲ့မိဘစီကကြသူတို့ကောင်းတည်းရဲ့သူတို့ကောင်းတရားနာပြီးတော့သူတို့ကောင်းဖြစ်မဲ့ချမ်းသာမယ်ပေါ့ဘယ်တော့မှဆင်းရဲတဲ့ယုံညံ့တဲ့သူမဖြစ်တော့ဘူးဒုတိယဆင်းရဲတဲ့သူယုံညံ့တဲ့သူမဖြစ်ချင်ဘူးဒါပေမဲ့သူတို့ကောင်းညံ့မကောင်းညံ့ဆိုရင်ဆင်းမဖြစ်ဘူးနော်သူတို့ကောင်းကောင်းယုံတယ်မပြီးသေးဘူးနော်နမနိကသတ္တမတော်တယ်သူတို့ကောင်းတည်းရဲ့တရားစကားနေနားထောင်သူတို့ကောင်းဖြစ်စေတဲ့စာပြည့်တဲ့ဖတ်မယ်သူတို့ကောင်းရဲ့အမှုချင်းတွေလေးလား တောကီမှာဆိုလဲကြည်ဝတဲ့တူတက်တဲ့ချမ်းသာတဲ့အောင်မြင်တဲ့သူတည်းရဲ့အမှုကြီးတည်လိနာစစောပြောလိုက်တဲ့စကလုံးလေးတစ်ခုပေါ့နိုင်ဘုံတောင်အလုံးလုံးပြီးတဲ့သူဟာအောင်မြင်တဲ့သူလို့သတ်မှတ်လို့ရတဲ့အစအဲ့နိုင်ဘုံတောင်ကိုဘယ်လိုကြိုးစားလဲဘယ်လိုအလုပ်တွေလုပ်တယ်လဲဘယ်လိုအောင်မြင်သွားလဲတောင်မြတ်ပေါ့နောက်နံပါတ်3ကယုန်ိသုံးမနတိကတော့နှလုံးသွင်းမှန်ကန်အမြင်မရှိရမယ်အကောင်းမြင်ရှိဝါဒရှိရမယ် အမှန်ကန်ကကြည့်ရအလုံးသိမ့်မှန်ကန်ဓမ္မတုတ္တမပฏิပတ္တိတဲ့နံပါတ်၄လောကုတ္တရာတရားပြောတဲ့အခြေအကျင့်ဒါဆိုလို့ရှိရင်ပညာတွေတူဝမ်းမယ်ကြည်ဝမ်းမယ်လောကုတ္တရာကိုပါဆိုတာမလီဝံပူလီဝံနေပဲလျော်တဲ့အခြေဆိုတာမကင်ရှိမှအကျင့်တရားတိပ္ပံတရားဥပဒနာတရားအရိချင်းလည်းစေလောကီပညာနဲ့တူတက်မယ်လောကုတ္တရာပညာနဲ့တူတက်မယ်လောကီလည်းချမ်းသာမယ်လောကုတ္တရာလည်းချမ်းသာမယ် သမထဝိပဿနာပညာလေးလည်းရှင်းပြီးတော့မရင်ရင်ရင်ကျင့်မှကျင့်ဆိုသူတဆင်းတဲ့တဆင်းရင်တဲ့ရင်မြင်တဲ့ပြင်ပြီးတော့တို့တော်ကောင်းများတနေ့တနေ့ကျင့်ပြီးတော့ဒီဘောဒီယုတ်ဒီခန္ဓာဖြင့်တရားတို့တည်တူတွေအမြန်ရနိုင်တဲ့တို့တော်ကောင်းတွေကိုစီဖြစ်နိုင်ကြပါစေကုန်တည်းကေသောသတ္တလောကတလူနေဇမတွေသတ္တလောကတလူနေဇမတွေ ယံဖျာဣတယစေတွေ့ယံဖျာဣတယစေတွေ့ရှုတိ၄၀ချံပူစီနိဗ္ဗာန်လံစမြတ်နိုင်ပါစေနိဗ္ဗာန်လံစမြတ်နိုင်ပါစေလောဘဒုဒ္ဒမောဟချင်းဝေဣမိသောမជីវတလီဣမိသောမជីវတလီနိဗ္ဗာန်ယောကြောင့်တရကောင်းတရားတွေ့ တဘာတိတဲ့ပြထုံးပတ်နိုင်ပါစေကုံမေကေဇဝိဝေဇတဝါဘုမေကာယတုပါဏိတောဝိကေဇာဝိဝေဇတဝါဥဇုံသုမေကကောပဝီပါဏိနောမြလာသောသောတတဝါပေါင်းစွာသောအလုံးစုံတရားတော်ပရိသတ်ပေါင်းတော်ကောင်းတို့သည် ကုန်ပဲကံနိဗ္ဗာန်ရောက်ကြောင်းပြီးကောင်းမဟုတ်တဲ့ဝိကလကောင်းလည်းရင်လည်းရုံလည်းစွခြင်းစွခြင်းတကဝိဝိဇ္ဇတဝါရှောင်ရှောင်ဖြစ်ကြည်၍သူမဲ့ကံနိဗ္ဗာန်ရောက်ကြောင်းပြီးကောင်းဖြစ်တဲ့မကင်ရှိတဲ့ကြီးမကူဥဆုံးဖြောင်းဖြောင်းမမရတို့လိုက်သွားနိုင်ကြပါစေကုန်တတိအဟိတေတေကောဖြစ်သောတရားဟောစီယအကစီယော မသမှုကျွန်တို့ဒီလည်းပဲကုံမေကံနိဗ္ဗာန်ရောက်ကြောင်းကြီးကောင်းမဟုတ်တဲ့ဝိကံလကောင်းလည်းလည်းယုံလည်းဆိုခြင်းဆိုကြည့်တေကဝိဝိစတဝါဆောင်ရှားဖြစ်ကြည်၍သူမေကံနိဗ္ဗာန်ရောက်ကြောင်းကြီးကောင်းဖြစ်တဲ့ဘဂင်ရှိတဲ့ခီးပတ်ကိုဥဆုံးဖြောင်းပြောင်းပါပါသူမေကကောအလုံးစုံတရားနာပရိသတ်အောင်ကြောကောင်းတို့ကော Đi về giàu cho khi ngô cổ có mô xoa phú sông biết đầy vị Thì á hô vô nhau dạ sơ sông mà đi đều dê cổ đầy gạc lệ Đi về giàu cho khi ngô cổ có gió lấy toát đầy đẹp của cổ đi Phật huy quý nhân ngô gió và tuy chí nhà mà dì cổ tất đi Kìa Lucina Jones.